စကုံစီတက်ကတရချုံမြို့နယ်ကြက်ခမော့ရွာကိုလေကြောင်းကနေတက်ခဲ့မှုမှာအရသား2ဦးသေဆုံးသွားခဲ့ပါတယ်။ဧပြီလ29ရက်နေ့လယ်တနာရီလောက်မှာကြက်ခမော့ရွာအဝင်စိုက်ပိုးအနီးကျွမ်းမင်းကုန်းရွာနဲ့ရငဲရွာလမ်းဆို6ချောင်းရွာတွေကိုစကုံစီတက်ကလင်းရင်နဲ့ဘုံကျဲခဲ့တယ်လို့စက်တနက်နဲ့ပါပြက်ခတ်တက်ခဲ့ခဲ့တာပါ။တိုက်ပွဲဖြစ်ပေါ်တာမရှိဘဲစကောင်စီတက်က KAW မျိုးစာတိုက်လေရင်နဲ့ဘုံကျဲတက်ခဲ့ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီလိုတက်ခဲ့မှုကြောင့် ကျော်ခမောက်ရွာအဝင်ဆိုင်ဖို့နာကကွတ်တီယိုဆိုင်ရှင်မမီကန်နဲ့အသက်40ကျော်အရွယ်ကတွဲရွာသားကိုအောင်စိုးသက်ဦးခေါ်ကိုအောင်အောင်တို့ဘုံစထိမှန်တိတ်ဆုံးခဲ့ပါတယ်။မမီကန်ရဲ့သမီးဖြစ်သူဆယ်ကျော်သက်အရွယ်ကလေးတဦးလည်းဒဏ်ရာရခဲ့တယ်လို့အခြားဒဏ်ရာရသူတွေလည်းအ ਨੇ ဆုံး၄ဦးလောက်ရှိပါသေးတယ်။ထိုင်းမြန်မာနယ်စပ်ဒွေမြို့နယ်တက်ကစကောင်စီထိထပြွာစခန်းကုန်းကိုတော်လိုင်းတက်တွေသိပိုက်ပြီးတဲ့နောက်ဒွေခရိုင်မှာစင်ရေးတင်းမာနေပါတယ်။ စစ်ကောင်စီတပ်ကလည်းဒဝဲခရိုင်ကိုအရင်ကထက်လေးချောင်းတက်ခတ်မှုတွေတိုးမြင့်လို့ဆောင်လာနေပါတယ်။